အားလုံးမင်္ဂလာပါ ခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားခင်ရဲ့ကွယ်ကာမစမှုရဲ့အောက်မှာအားလုံးဒီကောင်းကျမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနေ့ကင်းတိုင်းမှာဘုရားခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေတင်တဲ့မိသားစုအိမ်သူအိမ်သားအယောက်စီတိုင်းကိုထောက်ရဖျားကောင်းကြီးပေးဖို့ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ် ဖြားနာနေတဲ့သူတွေစေယုံစေခမ်းတွေမှာရောက်နေတဲ့သူတွေဘဝအတ္တတဲမှာအခက်အခဲပြဿနာမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားခင်ကအလေးအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ရှာလောမအားလုံးပေါ်မှာခြောက်ရဖျားထမလာတော့ငြိမ့်တဲ့ခြင်းတက်ရောက်ပါစေ။ဘုရားခင်ရဲ့အကျိုးစုတော်တသက်ကြောင်း2025ခုနှစ်ရဲ့နိုဝင်ဘာလ20ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထိတိုင်အောင်လမ်း ြပို့ဆောင်တော်မူသောဘုရားခင်ရဲ့အကျေးဇူးတော်အပေါင်းကိုချီးမွမ်းပါတယ်။တမနဲ့တည့်ရဆက်ပြီးအသက်ရှင်သန်ခွင့်ရတာလေဘုရားခင်ရဲ့ကျေးဇူးပြုခြင်းကြောင့်ဖြစ်တယ်။မိမိကိုယ်တိုင်ဘုရားခင်ရဲ့ကျေးဇူးပြုခြင်းကရုဏာတော်ကိုခံစားရရှိတဲ့အခါမှာအခြားသောသူတွေကိုလည်းပြန်ပြီးကျေးဇူးပြုဖို့ဘုရားကနေ့ရက်တွေကိုဖန်ဆင်းပေးခြင်းဖြစ်ပါတယ်။ဘုရားခင်ရဲ့ကောင်းမြတ်ခြင်းတည်ငောင်းကိုဟောပြောဝေမျှသက်သေခံဖို့ဖြစ်တယ်လို့ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာကိုလူမျိုးနွယ်အသီးအသီးစီကိုစီစင်းစေဖို့ဖြစ်ပါတယ်။ ကောလောသဲဩဝါဒစာခန်းကြီး၃ပိုက်ငယ်၁၂ကနေ၁၃မှာထို့ကြောင့်သင်တို့သည်ဖျားသခင်ရွေးကောက်တော်သူတန်ရှင်းတော်သူချစ်အပ်တော်သူကဲ့သို့တနာဆုံးမဲ့ခြင်းကျေးဇူးပြုခြင်းစိတ်နှိမ်ချခြင်းနူးညံ့သိမ့်မွေ့ခြင်းစိတ်ရှည်ခြင်းတို့ကို ယူသင်ဝတ်ဆောင်ကြလော့တယောက်၌တယောက်အပြစ်တင်စရာအခွင့်ရှိလျင် အချင်းချင်းသီးခံ၍အပြစ်ကိုလွတ်ကြလော့ခရစ်တော်သည်သင်တို့၏အပြစ်ကိုလွတ်တော်မူတကယ်သို့ ထူနီးသူပြုကြလော နေရစင်တိုင်းမှာသခင်ယေရှုခရစ်တော်ကိုယူတင်ဝတ်ဆောင်ဖို့ဖြစ်တယ်လို့သခင်အလိုတော်ရှိတဲ့အရာသခင်ရဲ့အလိုတော်ကိုဝန်ခံဖို့ယူတင်ဝတ်ဆောင်ဖို့ဖြစ်တယ်တနာစုံမဲ့ခြင်းဂျေစုပြုခြင်းစိတ်နှိမ်ချခြင်းနူးညံ့သိမ်မွေ့ခြင်းစိတ်ရှိခြင်းတို့ကိုယူတင်ဝတ်ဆောင်ကြလော့ လူအနေနဲ့တီးခံခြင်းစရာမကောင်းတဲ့အခြေအနေတွေမိษွေသင်ကကြုံတွေ့ရမယ်။တို့တော့သခင်ယေရှုခရစ်တော်ကိုယုံသေးတော့အဖြစ်နာမတော်ကိုထောက်ပြီးသင်က တီခံလိုက်တာကျေးဇူးပြုလိုက်တာစိတ်နှိမ်ချလိုက်တာစိတ်ရှည်တီခံလိုက်တာဒီအရာတွေအားလုံးဘုရားခင်မြင်ပါတယ်ဘုရားခင်ကိုပြုံးရည်စီတော့အရာများဖြစ်ပါတယ်လွန်ခဲ့တဲ့တနင်္ဂနွေနေ့ကကျွန်တော်တို့ဘုရားကျောင်းကနေအိမ်ကိုပြန်လာခဲ့ကြတယ်အဲ့ဒီမနေ့ခင်းလေးမှာနေမကောင်းဖြစ်တဲ့အတွက်ဆေးတောက်ပြီးဘုရားကျောင်းကိုသွားခဲ့တယ်ဒီအဖြစ်ပြက်လေးကိုကျွန်တော်သားကမှတ်ထားပုံရတယ်ဘုရားကျောင်းကနေအိမ်ကိုရောက်တာနဲ့အိတ်ခမ်းတွေကိုပြေးဝင်သွားပြီးတော့သူကတန်ရှင်းရေးမြ мян လုပ်တယ်ပြီးတော့အဖေးအိတ်ခမ်းတွေကိုဝင်ပြီး အနားယူလို့ရပါပြီကျွန်တော်လက်ကိုဆွဲပြီးနားလိုက်တော့အဖေဆိုပြီးသူကကျွန်တော်ကိုခေါ်နေတယ်ခလေးငယ်လေးတယောက်ရဲ့အပြုတ်မူကသေးနှုတ်တဲ့အရာမပြောပါလောက်တဲ့အသေးအဖွဲလေးဖြစ်တော်လဲဖခင်ကိုပြုံးရယ်စေခဲ့တယ်နားလေပါကျွန်တော်တို့ရဲ့အမှုတော်ဆောင်ခြင်းဘုရားခင်နိုင်ငံတော်အတွက်ပါဝင်ခြင်းလှုပ်ဆောင်ခြင်းစ조사အားထုတ်ခြင်းစက္ကန့်အနှံအစီခံခြင်းဒီအရာတွေအလုံးက သိမ်းနှုတ်တဲ့အရာတွေပါမပြောပါလောက်တဲ့အရာတွေဖြစ်ပါတယ်သို့တော့ကျွန်တော်တို့ကိုချစ်တဲ့ကောင်းကင်ဖခင်ကချစ်ချင်းမြတ်တာနဲ့ကြည်လိုက်တဲ့အခါသခင်ကိုပြုံးရယ်စေတော့အရာတွေဖြစ်လာမှာဖြစ်တယ်။ဒါကြောင့်ဘုရားခင်တင့်ကိုခေါ်ထားတဲ့ခေါ်ခြင်းနဲ့ပတ်သက်ပြီးစိတ်မပြတ်နဲ့အားမငယ်နဲ့ဘုရားကတင့်ကိုအရှိတိုင်းလက်ခံတယ်လို့တင့်ရဲ့ဖြစ်တည်မှုကိုဘုရားခင်ကမကြည်မနှံ့မဖြစ်ဘူး။ဘုရားခင်ဂုံယူနေမှာဖြစ်ပါတယ်။လူကအစင်းတရံကိုကြည်တယ်။ဘုရားခင်ကနှလုံးသားကိုကြည်တယ်။ ြုတ်လေရာရာမှာဖះကိုချစ်တဲ့နှလုံးသားစေတနာပါလာဖို့လိုတယ်။တယောက်၌တယောက်အပြစ်တင်စရာအခွင့်ရှိလျင် အချင်းချင်းသီးခံ၍အပြစ်ကိုလွတ်ကြလော။ခရစ်တော်သည်တင်တို့၏အပြစ်ကိုလွတ်တော်မူတကဲ့သို့ထိုနည်းတူပြုကြလော။အပြစ်ရှိစဉ်ပင်လျင်သခင်ယေရှုခရစ်တော်သင်ရဲ့အပြစ်ကိုလွတ်ခဲ့တယ်။ ချစ်ကျင်စရာမကောင်းတဲ့မိမိကိုတခင်ကချစ်ခဲ့တယ်လက်ခံခဲ့တယ်ဒါကြောင့်တူတယောက်ရဲ့ဘဝအသက်တာထဲမှာအပြစ်တင်စရာတွေရှိလာတဲ့အခါအော်သူလဲကိုလိုပဲအပြစ်တင်စရာ ရှိတဲ့သူပါလားမိမိကိုကိုမိမိပြန်ပြီးမြင်ဖို့လိုတယ်ဒီလောက်တောင်ချစ်ဖို့မကောင်းတဲ့သူခွင့်လွတ်စရာမကောင်းတဲ့သူကိုဖခင်ကခွင့်လွတ်ပြီးချစ်ခဲ့တယ်အဲ့ဒီမေတ္တာကိုနားလေလက်ခံရယူခြင်းအဖြစ်အပြစ်တင်စရာပြဇုံတစ်ခု ရှိတဲ့အခါမှာခရစ်တော်၌ရှိတဲ့ ူစိတ်တဘောကိုယူတင်ဝတ်ဆောင်ခြင်းအဖြစ်ခွင့်လွတ်ဖို့ဖြစ်တယ်မိမိဇာတိအနေနဲ့ခွင့်မလွတ်နိုင်တဲ့အရာတွေများစွာရှိကောင်းရှိမယ်သို့သောသခင်ယေရှုခရစ်တော်ကိုယိုသေးတော်အဖြစ်သင်ကခွင့်လွတ်လိုက်တယ်ကောင်းကင်ဘုံကပြုံးရယ်နေမှာဖြစ်တယ်သူတဘာအဖြစ်ကိုမြင်တဲ့အချိန်တိုင်းမှာမိမိရဲ့အဖြစ်ကိုလည်းပြန်ပြီးမြင်ဖို့ဖြစ်တယ်အော်သူလည်းမစုံလင်ဘူးကိုလည်းမစုံလင်ဘူးအားလုံးကလောကဧည့်သည်တွေဖြစ်တယ် ခยีသွာဧည့်သည်တွေဖြစ်တယ်ဖျားခင်ခွင့်ပြုလို့ဆုံရတယ်ဖျားခင်ခွင့်ပြုလို့ယင်းသည်ခွင့်ရတယ်တိခွင့်ရတယ်အကျွမ်းဝင်ခွင့်ရတယ်ဖျားခင်သတ်မှတ်ထားတဲ့အချိန်ကာလကုန်ဆုံးတဲ့အခါချစ်ခင်တတိယယင်းသည်နေပေမဲ့ပြန်ဆုံကြမယ်လို့ပြောပေမဲ့ပြန်လဲဆုံတွေ့ဖို့အတွက်မဖြစ်နိုင်တော့တဲ့သူတွေယင်းရင်တင်းနေချစ်ခင်နေပေမဲ့ဝေးကွာနေတဲ့သူတွေမိတ်ဆွေရဲ့ဘဝအထဲမှာရှိနေမှာပါဒါကြောင့်စုံစည်းခွင့်ရတဲ့အချိန်အခိုက်အတန့်လေးမှာဖျားခင် ပေးတဲ့မေတ္တာနဲ့ပေါင်းတင်ဆက်ဆံဖို့ ဖြစ်တယ်။အချင်းချင်းတယောက်အောက်တယောက်နှိမ်ချခြင်းနဲ့အသက်ရှင်ဖို့ဖြစ်တယ်။သခင်ယေရှုခရစ်တော်ကတပည့်တော်တွေကိုစူတောင်းခြင်းနဲ့ပတ်သက်ပြီးသွန်သင်ပေးတဲ့အခါမှာ ကျူတပါးသည်ကျွန်ုပ်တို့ကိုပြစ်မာတော့အပြစ်များကိုကျွန်ုပ်တို့သည်လွတ်တဲ့ကဲ့သို့ကျွန်ုပ်တို့၏အပြစ်များကိုလည်းလွတ်တော်မူပါလို့ဆုတောင်းစေပါれ။ဒါကြောင့်တင့်အနေနဲ့ခွင့်လွတ်ရမယ်ဆိုတာကိုသိတဲ့အခါမှာတယောက်တော်သူကတင့်ကိုတောင်းပန်ဒီဖြစ်စေမတောင်းပန်ဒီဖြစ်စေခွင့်လွတ်ခြင်းနဲ့ထိုက်တန်ဒီဖြစ်စေမထိုက်တန်ဒီဖြစ်စေတင်က ခွင့်လွတ်လိုက်ဖို့ဖြစ်ပါれ။ဘာကြောင့်လဲတင်ကဖျားခင်ရဲ့သားသမီးဖြစ်နေလို့ဖြစ်ပါれ။တင်ကခွင့်လွတ်လိုက်တဲ့အခါမှာကောင်းကင်ဖခင်ပြုံးရည်နေပါဖြစ်ပါれ။ ချီနှောင်ခြင်းကမိမိကိုယ်ကိုပိုပြီးနာကျင်စေပါတယ်။ကျိန်ဖန်များစွာကျွန်တော်တို့ကြားခဲ့ရတဲ့ဥပမာလေးတစ်ခုကမွေးတကောင်ကစတုခန်းတစ်ခုတည်းကိုအစာရှာဖို့ဝင်သွားတဲ့အခါအမတ်မထင်ထောင်ထားတဲ့လွှတ်သွားတွေနဲ့ သူ့ရဲ့ကိုယ်ခန္ဓာသွားပြီးတော့ထိရှမိတဲ့အခါစိတ်ဆိုးပြီးသူ့ရဲ့ကိုယ်ခန္ဓာနဲ့လှော့ကိုရစ်ပတ်ခြိနှောင်ထားလိုက်တယ်ခြိနှောင်တဲ့အခါမှာပူပြီးနာကျင်နာကျင်လာလေလေပူပြီးအမျက်ဒေါရကြီးမားလာလေလေနောက်ဆုံးတော့သူ့ရဲ့ခွန်အားရှိတမျှအားလုံးကိုအသုံးပြုပြီးချုပ်လိုက်တဲ့အခါမွေရဲ့ဝမ်ပိုက်တစ်ခုလုံးပွင့်ထွက်သွားပြီးတေဆုံးသွားခဲ့တယ်သင်ကသူတစ်ပါးကိုခွန့်လွတ်လိုက်တဲ့အခါမှာမိမိရဲ့စိတ်နှလုံးမောပန်းနေတဲ့သင်ရဲ့စိတ်နှလုံးကိုအနာရစေပါတယ် တန်ရှင်သောဝိညာဉ်တော်ဖခင်ကအသင်ကိုခွင့်လွှတ်နိုင်ဖို့မာစာပြီးကောင်းချီးပေးပါစေဆုတောင်းပေးပါတယ်ကောလောသဲဩဝါဒစာအခန်းကြီး2အပိုင်ငယ်9မှာထို့ကြောင့်သင်တို့သည် သခင်ယေရှုခရစ်ကိုခံယူပြီးပြီဖြစ်၍ထိုသခင်၌စိုက်ပျိုးခြင်းတည်ဆောက်ခြင်းရှိလျက်ဤဥပရိသကိုခံပြီးသည့်တိုင်ယုံကြည်ခြင်း၌မြဲမြံစွာဆွဲလန်းလျက်ဂျေဇုတော်ကို ချီးမွမ်းခြင်းနှင့်တကားယုံကြည်ခြင်းတိုးပွားပြည့်စုံလျက် ထိုသခင်၌ကျင်လေကြလောသခင်၌ကျင်လေတဲ့အခါမှာဂျေဇုရောချီးမွမ်းခြင်းတိုးပွားလာတယ်များပြားလာတယ်ယုံကြည်ခြင်းတိုးပွားပြည့်စုံလာတယ်ယုံကြည်ခြင်း၌ဆွဲလန်းခြင်း ဖြစ်လာတယ်ဖျားစကားဖျားနှုတ်ကပတ်တော်ဖျားခင်မျက်မှောက်တော်ထဲမှာပျော်မွေ့ခြင်းရှိလာတယ်ထိုကဲ့သို့ကျင်လေတော်သူဖြစ်ဖို့ဖျားခင်အလိုရှိတယ် ဖျားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်။အားလုံးကိုဖျားခင်အထူးကောင်းချီးပေးပါစေ။ရာသီဥတုပြောင်းလဲခြင်းတွေနဲ့အတူအေးသံပိုလာပြီးဖြစ်တဲ့အတွက်နှွေးနှွေးထွေးထွေးနေထိုင်ကြဖို့ရန်နဲ့ရေကိုစနစ်တကျအသောတုံးကြဖို့ရန်၊ကျန်းမာရေးကိုအထူးတစ်ဖြစ်ဂရုစိုက်ကြဖို့ရန်လဲတိုက်တွန်းလို့ဆိုလိုပါတယ်။တာယာပျော်ရွှင်တဲ့နေ့ရက်ဖြစ်ပါစေ။